အခုချိန်မှာလူတိုင်းသိချင်နေကြတဲ့မေးခွန်းတစ်ခုကိုကျွန်တော်ပြပြမယ်အဲ့ဒါဘာလဲဆိုလို့ရှင်ကိုယ်မှာပတ်စံရလာတယ်အဲ့ဒီပတ်စံကိုဘယ်လိုပေါင်းအောင်လုပ်ရမလဲဆိုတာပေါ့နော်ဒါလူအမျိုးမျိုးမှာအဖြေအမျိုးမျိုးရှိနိုင်ပေမဲ့ဒီနှစ်ချက်ကိုဒါမိတ်ဆွေတိသွားမယ်ဆိုလို့ရှင်တော့ ဘယ်လိုပွားရမလဲဆိုရယ်နီလန်ကိုကောင်းကောင်းသိသွားမှာပဲဖြစ်ပါတယ် asset နဲ့ liability ဆိုပြီးတော့မှပိုင်ဆိုင်မှုနှစ်မျိုးရှိပါတယ်လည်းလည်းပြောရမယ်ဆိုလို့ရှိရင် asset ကငွေကိုတိုးပေါင်းလုပ်ပေးနိုင်တဲ့ပိုင်ဆိုင်မှုဖြစ်ပြီးတော့မှ liability ကကြတော့ငွေကိုလျော့သွားစေနိုင်တဲ့ပိုင်ဆိုင်မှုပဲဖြစ်ပါတယ်တော့ဘယ်လိုလုပ်လဲဆိုရင်ဥပမာမိတ်ဆွေစီမှာတင်းတရာရှိရယ်ပဲဆိုပါဆိုကျွန်တော်တို့ကအဲ့တင်းတရာနဲ့ ်တင်းရှစ်ဆယ်ရာဆိုင်ကယ်တစ်စီးကိုဝယ်လိုက်မယ်ပြီးရင်ဒီဆိုင်ကယ်နဲ့ပဲကျွန်တော်တို့ကမြို့ထဲမှာပတ်သွားမယ်တငယ်ချင်းတွေနဲ့တူလျှောက်သွားမယ်လျှောက်လည်မယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီပိုင်ဆိုင်မှုတင်းရှစ်ဆယ်ဆိုတဲ့ဆိုင်ကယ်ကအချိန်ကြာသွားတာနဲ့အမျှတင်းရှစ်ဆယ်ပြန်များနိုင်တော့ပါဘူးဂျာထဲမှာပြုပြင်ထိန်းသိမ်းကရှိမယ်စီဖို့ရှိမယ်ဒါတွေကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မူရင်းရှိတဲ့တင်းတရာကတင်း90လောက်ကျန်ကန်ကောင်းတယ်ပေါ့နော်အကယ်၍များသာအဲ့လိုမျိုးပိုင်ဆိုင်မှုမျိုးသာမိတ်ဆွေဝယ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုပိုင်ဆိုင်မှုကိုကျွန်တော်တို့က liability လို့ခေါ်ပါတယ်ဆိုလိုချင်တာမိတ်ဆွေရဲ့ငွေတွေကျော့သွားတယ်ပေါ့ဗျာ asset ဆိုတာမျိုးက မိတ်ဆွေမှာတိန့်တရာရှိရဲ့အဲ့တိန့်တရာနဲ့တိန့်20တန်းဆိုင်ကငါးစီးကိုဝယ်လိုက်တယ်တိန့်20တန်းဆိုင်ကငါးစီးကိုဝယ်ပြီးသွားပြီဆိုလို့ရှိရင်တင်ယုံကြည်ရတဲ့သူတွေစီမှာတလောက်ကိုဈေးသိန်းနဲ့ငါးပြန်ချရတယ်ပဲဆိုပါတော့ဒါဆိုလို့ရှိရင်မိတ်ဆွေရဲ့ဝင်ငွေကတလောက်ကိုတိန့်20တန်းရမှာပဲဖြစ်ပါတယ်ဆိုတော့ငါးလားကြာပြီးတဲ့အခါမှာမိတ်ဆွေရဲ့တိန့်တရာကအရင်တိုင်းပြန်ရမှာဖြစ်ပြီးတော့မှ တနစ်ကြာသွားတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့မူရင်းရှိနေတဲ့သိန်း100ကနေသိန်း200ဖြစ်သွားမှာဖြစ်ပါတယ်။အဲ့ဒီအပြင်ကမှာမိတ်ဆွေရဲ့ဆိုင်ကယ်၅စီးရလည်းအဖက်တင်အောင်မှာပါ။ဒီလိုပိုင်ဆိုင်မှုမျိုးကိုကျွန်တော်တို့က asset လို့ခေါ်ပါတယ်။ asset နဲ့ liability ဆိုတာကသတ်မှတ်ထားတဲ့ပိုင်ဆိုင်မှုမျိုးမဟုတ်ဘဲနဲ့မိတ်ဆွေတုံးလိုက်တဲ့အပေါ်မူတည်ပြီးတော့မှပဲ asset လား liability လားဆိုတာကိုပြောပြသွားတာပဲဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေကငွေတွေပြန့်ပွားနေတယ်ဆိုလို့ရှိရင် asset တွေကိုများများဝယ်ယူတင်ပါတယ်။ဒါဆိုလို့ရှိရင်တော့ခုနကပြောတဲ့မိဖို့အတွက်အဖြေရပြီလို့ထင်ပါတယ်။